ဒီနေ့နှလုံးထဲမှာဖြစ်နေတဲ့အကုသိုလ်စိတ်တွေကလည်းကိုယ်ရန်သူတွေပဲသို့တော့အဲ့ဒါကိုလူတွေကရန်သူလို့သိမထင်ဘူးအပြင်ဘက်ကမတည့်တဲ့လူကိုပဲရန်သူလို့ထင်ကိုယ်ရင်ထဲမှာဖြစ်နေတဲ့လောဘတွေဒေါသတွေမောဟတွေအိတ်တာတွေမစ္စရိယတွေဆိုတဲ့စိတ်ဆိုးစိတ်မိုက်တွေဟာဓမ္မလမ်းကြောင်းဖြင့်ထိန်းကျောင်းနိုင်ခြင်းမရှိတဲ့စိတ်ဆိုးစိတ်မိုက်တွေဟာ ပြင်မကရန်သူတယောက်ဒုက္ခပေးတာတဲ့ပို့အဆပေါင်းများစွာပို့ပြီးဒုက္ခပေးနိုင်တယ်လို့သူတို့ပြောတာနော်ဆပေါင်းများစွာဒုက္ခပို့ပြီးတော့ပေးနိုင်ပြင်မရန်သူဆိုတာဒုက္ခပေးလို့ရှိရင်ဘဝတစ်ခုပဲဒုက္ခပေးနိုင်တယ်ဘဝပဲဒုက္ခပေးမှာဖြစ်တယ်နောက်ဆုံးမှသူဒုက္ခပေးလို့အသက်ဆုံးသွားရရင်ဒီဘဝပဲအသက်ဆုံးမယ်နောက်ဘဝထိအောင်သူလိုက်ပြီးတော့ဒုက္ခမပေးဘူး သို့သောကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်နေတဲ့လောဘဒေါသမောဟဆိုတဲ့အကုသိုလ်စိတ်ဆိုးစိတ်မိုက်တွေဟာတော့လောဘနဲ့သိလောဘလွန်မှုတဲ့အခါမှာဒီဘဝကတည်လိုက်တာနဲ့ပြိတ္တာဘုံပို့ပြလိုက်တယ်ဒေါသနဲ့လွန်မှုထားတဲ့ဒေါသလွန်မှုထားတဲ့စိတ်ဆိုင်စိတ်မိုက်က မျက်စိလေးနှလုံးမိတ်ပြီးဒီဘဝအသက်ဆုံးသွားတဲ့ငရဲဘုံပုတ်လိုက်တယ်။မောဟဆိုတဲ့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိတဲ့။ဘာမှယဉ်ရင်လှုပ်တယ်အမှန်တရားကိုမသိတဲ့မောဟလွှမ်းမိုးထားတဲ့စိတ်ဆိုးစိတ်မိုက်ကမျက်စိနှလုံးမိတ်သိဆုံးတဲ့နဲ့တပြိုင်နက်တိရစ္ဆာန်ဘဝပုတ်လိုက်တယ်။တိရစ္ဆာန်ဘဝဆိုတာမောဟလွှမ်းမိုးနေတဲ့ဘုံဘဝမျိုး ကိတ္တာဆိုတာအမြဲတမ်းဆာလောင်နေတာကိုလောဘဖြစ်နေတယ်အမြဲတမ်းလောဘလွန်မိုးထားသည့်အတွက်ကြောင့်တသက်အငတ်ထားတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့လောဘကြီးအောင်ဆိုပြီးတော့ဒုက္ခပေးထားတဲ့သဘောငရဲဘုံဆိုတာလောဘညှင်းဆဲနှိပ်စက်မှုကိုခံနေရတဲ့ဒေါသကြီးအောင်ဆိုပြီးဒေါသကနေပြီးတော့ဒေါသနဲ့အတူတဲ့ငရဲမိတွေနှိပ်စက်မဲ့ ငရေထိန်နေဝိုင်းအောင်နေတဲ့နေရာဌာနတစ်ခုပုတ်လိုက်တာဖြစ်တယ်။အဲ့တော့ယန္တုတယောက်လူဆိုးတယောက်ကဒုက္ခပေးတာတဲ့အစာပေါင်းများစွာကိုဒုက္ခပေးတာကိုခံလိုက်ရတယ်လို့သူတို့ပြောတယ်။ဒီဘဝတွေမကဘူးတန်တရာဘဝမြောက်များစွာဒုက္ခပေးခြင်းကိုခံရမယ်။